စနေရက်3လ2025ဘရူနီညာပိုင်းမှာရှင်ပြိုင်ကစားကြမဲ့ချန်ပီယံလိဒါရောင်း60ဒုတိယကြော်ပွဲစဉ်တွေရဲ့စိတ်ကြိုက်ရွေးချယ်မှုကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါကြော်ကြီးတဲ့မာစတာ Facebook Page နဲ့ YouTube Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကြော်ကြီးပါဒီနေ့မှာဆိုရင်တော့ဒါဘရူနီညာပိုင်းမှာရှင်ပြိုင်ကစားကြမဲ့ချန်ပီယံလိပွဲစဉ်တွေကတော့ ဒါလေးပွဲအထိကြံပါတယ်တခြားချန်ပီယံရှစ်ကပွဲစဉ်တွေလည်းရှိပါတယ်ကျွန်တော်ကတော့ဒါချန်ပီယံလီပွဲစဉ်တွေကိုပဲအဓိကအနေနဲ့ဒီနေ့မှာလည်းသုံးသပ်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီလေးပွဲလုံးကိုအခုဗီဒီယိုထဲမှာဒါပြောပြပေးသွားမှာပါအာဒီနေ့ကစားကြမဲ့ပွဲစဉ်တွေကဒါဒုတိယအကြော့ပေါ့ပထမအကြော့ပွဲစဉ်တွေတုန်းကဆိုရင်လည်းပဲဒါရှုံးခဲ့တဲ့အသင်းတွေဆိုရင်လည်းအခုဒါဒုတိယအကြော့မှာအတက်နိုင်ဆုံးပြန်ပြီးတော့ကိုယုံထနိုင်မလားပေါ့ဒါဒီလိုအခြေအနေမျိုးတွေတော့ရှိပါတယ်အဲ့တော့ကြေးပေးမှုတွေနဲ့ဘယ်အသင်းတွေကဘယ်လိုမျိုး ကြည့်အောင်နိုင်ကြရာခိုင်နှုန်းများမလဲဆိုတာကိုကျွန်တော်နဲ့အတူတူဒါသုံးသက်ချက်လေးနဲ့တကွာနားထောင်ကြည့်ပေးပါလို့လည်းဒါတောင်းဆိုပါရစေပထမဆုံးအနေနဲ့ပြောပြပေးခြင်းတဲ့ပွဲစဉ်ကတော့မြန်မာစံတော်ချိန်12:55မိနစ်အစောပိုင်းကစားကြမယ်လိုင်လီနဲ့ ဒေါ်မွန်ရဲ့ပွဲစဉ်လေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုရင်တော့ဘယ်ကမှဒါကြေကျော်ပေးထတာမရှိပါဘူးဂိုးပေါင်းစည်းမှာဆိုရင်တော့နှလုံးအပြည့်ရှုံးအထိဒါကြေကျော်ပေးထတာတွေ့ရပါတယ်ဒီနှစ်သင်းပထမအကြော့တွဲဆုံခဲ့ပွဲစဉ်တုန်းကဆိုရင်တော့ဒါအင်ရှင်အဖြစ်ကစားရတဲ့ဒေါ်မွန်ကတော့တလုံး90စားအထိကိုကြေကျော်ပေးထားခဲ့တယ်အဲ့တော့ဒီနေ့မှာတော့ဒါလိုင်လီကအင်ဝင်းကပြန်ကစားရတဲ့အနေထားကိုကြေကျော်ပေးမထားဘဲနဲ့ဒါတည့်တည့်ကြီးပဲပထမအကြော့မှာလည်းပဲဒါဘယ်ကမှအသာစီးရထတာမရှိဘဲနဲ့ကိုဒါဒေါ်မွန်အသင်းကပထမဥဆောင်ကို ရရှိပြီးတော့လိုင်လီတင်းကတော့ဒါမိနစ်60အကျော်မှာပြန်ပြီးတော့ခြေပါကုန်းတွေကို11ဆိုရဲရလက်မျိုးနဲ့ပဲမိနစ်60လုံးပြီးဆုံးသွားခဲ့ပြီးတရေကြထားခဲ့တယ်အဲ့တော့ဒီနေ့မှာတော့ဒါလိုက်လီကတော့အိမ်ငွင်းပြန်ပြီးတော့ကစားရမှာဆိုတော့ပို့ပြီးတော့ဒါအားရှိတာပေါ့လက်ရှိအနေထားမှာဆိုရင်လည်းပဲလိုက်လီတို့ဒါပွဲစဉ်တောက်လျှောက်မှာလည်းပဲတော်တော်လေးဒါအခြေအနေကောင်းထားခဲ့တယ်အဆင်ပြေထားခဲ့တယ်ဒီချန်ပီယံလိအုပ်စုပွဲစဉ်တုန်းကတော့မှပဲပလေးအော့ကန်စရာမလိုပဲနဲ့အော်တိုတက်သွားခဲ့တာလိုက်လီကဒီဒေါ်မွန်ကတော့မှပဲပလေးအော့ဒါပြန်ပြီးတော့ကစားထားခဲ့ ခဲ့ရတာအဲ့တော့ကျွန်တော်တို့ဒါလက်ရှိပေးထားတဲ့ဈေးအနေအထားမျိုးတွေကိုတစ်ချက်ကြည့်ရမယ်ဆိုရင်တော့ကျွန်တော်တို့ body ဈေးအနေအထားကတော့လိုက်လီကကြေကျော်ပေးထားရဲတာတော့မရှိဘူးတော်မူအသင်းကအဝေးကွင်းဆိုလို့ရှိရင်တော်တော်လေးကြောင်ပြောက်နေတဲ့အနေအထားကိုတော့မှပဲလိုက်လီအသင်းအနေနဲ့အိမ်ကွင်းကနေပြီးတော့ကိုဒါကြေကျော်ပေးမထားရဘူးတော်မူဒါလက်ရှိအိမ်ကွင်းထက်ဒီယာစီမှာအဝေးကွင်းဆွမ်းဆောင်ရေကပိုပြီးတော့ကိုဒါအခြေအနေဆိုးပါတယ် သူရဲ့ဒါကစားခဲ့တဲ့ပြီးခဲ့တဲ့ပွဲစဉ်တောက်လျှောက်ကိုလည်းတွားကြည့်ရမယ်ဆိုရင်သိတယ်သူတို့ဒီဂျာမန်ဘွန်ဒလီကာကအသင်းငယ်လေးတွေဖြစ်ကြတဲ့ဒီအသင်းလေးတွေကိုတော့မှပဲအနိုင်မကစားနိုင်ဘူးအဝေးခွင်းဆိုရင်တော်တော်လေးကစားပုံဒါယော့တယ်အဲ့တော့ဒီနေ့မှလည်းဒါအရေးကြီးတယ်ဗျာဒီချန်ပီယံလီပွဲစဉ်ဆိုတာဒီတပွဲပြီးပြီဆိုလို့ရှိရင်ဒီတပွဲသူတို့ရှုံးပြီဆိုလို့ရှိရင်လုံးဝအဆင်မပြေတော့ဘူးဒါထွက်သွားရမှာဖြစ်တယ်ဒီနေ့တော့ဒါအားဆိုင်ပြီးတော့ကိုဒါပို့ပြီးတော့ပထမပွဲစဉ်တွေထက်ကိုသတိကြီးကြီးနဲ့ကစားရမှာဖြစ်တယ် ဒါပေမဲ့အဝေးခွင်းဆိုလို့ရှိရင်ဒါဒေါမွေတိုက်စစ်ကြောင်းကကိုရဖို့တော်တော်လေးကြောင်ပြောက်တဲ့အနေအထားတွေရှိနေတယ်ဗျ။အဲတော့ဒီနေ့ကတော့ကျွန်တော်ကတော့ဒီနှစ်သင်းကပထမအကြော့ပွဲစဉ်တုန်းကလည်းဝမ်းဝမ်းတည်ရကြထားတဲ့အနေအထားမျိုးမှာမိနစ်အစောပိုင်းနေတဲ့ကကိုအဖွင့်သဘောမျိုးနဲ့ကိုကစားလာလိမ့်မယ်တော့မထင်ပါဘူးဘာလို့လဲဆိုတော့သူတို့ဒါတရေပဲပထမအကြိမ်မှာကြာထတာဖြစ်တဲ့အတွက်အရန်ကြီးဒါအတကင်ကိုဘယ်ကားပဲဖြစ်ဖြစ် ဘဲသင်းကပဲဖြစ်ဖြစ်ဥဆောင်ပြီးတော့ဒါကစားလာလိမ့်မယ်တော့မမြင်ဘူးသူအမားကိုအမားလေးနဲ့အမားလေးတွေကိုပဲဒါကြည်ပြီးတော့ပဲကစားမယ်အနေထားမျိုးဗျာဒီပွဲစဉ်ကဒါ play off ဒီပွဲစဉ်ပြီးရင်ပြီးပြီဖြစ်တဲ့အတွက်ကို final ပွဲတစ်ပွဲကိုဒါသူတို့ကစားရမှာအဲ့တော့ဒီနေ့မှလည်းကျွန်တော်ကဒါအဝေးခွင်းညံ့တဲ့ Dortmund ကိုတကူတကူရဖို့ရုံးကန်ရမှာဖြစ်တယ်လို့ Lily အသင်းအနေနဲ့လည်းပဲဒါ ancient ဆိုပြီးတော့ကို အိမ်ဝင်းအာသာချက်နဲ့ကို PPCC ကစားသွားဖို့ရခဲရင်မယ်လို့ပဲယူဆပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ကနှလုံးအပြည့်ရှုံးဆိုပြီးတော့ပေးထားတဲ့ဈေးကိုဂိုးပေါင်းအောက်ကိုပဲရွေးချယ်ပြီးတော့ကစားခြင်းပါတယ်နှစ်သိန်းလုံးတိတ်ပြီးတော့ဒါမဖွင့်ရဲပဲနဲ့ကိုဒါအမှားစားသွားမယ်ပွဲစဉ်တစ်ပွဲလို့ပဲယူဆတာကြောင့်ကျွန်တော်တွန်းမုံနဲ့လိုင်လီပွဲကိုတော့ ဂိုးပေါင်းအောက်ကိုရွေးချယ်ပေးကြပါတယ်ဒုတိယပွဲစဉ်ကတော့မြန်မာစံတော်ချိန်2:30နာရီမိနစ်မှာကစားကြမယ်အာဆင်နယ်နဲ့ PSV ရဲ့ပွဲစဉ်လေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုရင်တော့အင်ရှင်အာဆင်နယ်ကတော့တလုံး90ရှုံးအထိကိုထပ်ပြီးတော့ကြေကျော်ထားခဲ့ပြီးတော့ဂိုးပေါင်းဈေးမှာဆိုရင်3လုံး90စားအထိဒါကြေကျော်ပေးထတာတွေ့ရပါတယ်အပထမတွေ့ဆုံမှုတုန်းကတော့ဒီ PSV ရဲ့အိမ်ဝင်းမှာအာဆင်နယ်အသင်းအနေနဲ့ခုနှစ်ဂိုးအထိကိုဒါဂိုးရထားခဲ့တယ်17ဆိုပြီးတော့ကိုအပြတ်အသတ်တွေကိုဂိုးတွေ ရထားခဲ့တယ်။ဒီပွဲစဉ်ကရှင်းပါတယ်။အာဆနယ်အသင်းအနေနဲ့အေးအေးဆေးဆေးဒါနောက်ထပ်တကြောကတော့တက်သွားပြီဆိုတာဒါကြိုပြီးတော့တည်နေပြီ6-6ကြီးပြတ်ထားတာဖြစ်တဲ့အတွက်ကိုဘလို့ပဲကစားသွားကစားသွား PSV 9-6ကိုပြန်ပြီးရဖို့ဆိုတာလုံးဝမဖြစ်နိုင်တော့ဘူး။အာဆနယ်ပဲဒါနောက်တစ်ဆင့်ကိုတက်ကမှာပြီးတော့အိမ်ဝင်ကစားရမှာအေးအေးဆေးဆေးပဲဒီ PSV ကိုဒါကစားသွားရမှာဘလို့ပဲကစားသွားသွားအေးဆေးပဲ။ ဒါပေမဲ့ပေးထားတဲ့ကြေးကလည်းတလုံး90ရှုံးဆိုတော့နည်းနည်းတော့ဒွိဟာတော့ဖြစ်နေတဲ့အနေအထားပါပဲလက်ရှိခြေကျွမ်းပိုင်းမှာဆိုရင်လည်းပဲအာဆင်နယ်ကတော့ဒါ AC ပါပဲဒီ PSV ကိုတော့ AC ကစားလို့ရတယ်အိမ်ဝင်လည်းကစားရမှာဆိုတော့တစ်ချက်ရှိတာကဒါလက်ရှိသူတို့အမှတ်ပေးစရာမှာဆိုရင်အဆင့်နှစ်ကိုရောက်ထားခဲ့တယ်အမှတ်ပေးဒါ၃ပွဲစလုံးသူတို့ပြန်ပြီးတော့အမှတ်ရော့ထားခဲ့တယ်ဝဟန်းကိုရှုံးထားခဲ့တယ်ပြီးတော့ Nottingham Forest ကိုတရေကျထားခဲ့တယ်ယူနိုက်တက်ကိုနောက်ဆုံးတွေ့ခဲ့တဲ့ပွဲစဉ်မှာ1-1 တည်ရကြထားခဲ့တယ်၃ဘွဲလုံးအမှတ်ရော့ထားခဲ့တယ်အဲ့ဒီ၃ဘွဲလုံးအမှတ်ရော့ထားတာကြောင့်ဒါသူ့အောက်က Nottingham Forest ကလိုက်ပြီးတော့ဒီအဆင့်နှစ်ကိုဖိအားပေးသွားလိမ့်မယ်ဗျပြီးတော့ဒီပွဲစဉ်ကစားပြီးရင်လည်းပဲဒါ Chelsea နဲ့တော့ပြန်ပြီးတော့ဒါကစားရမှာအင်ဝင်းကစားရမှာ Chelsea နဲ့ကိုကစားရမှာဆိုတော့ Chelsea ကလည်းပဲဘလို့ပဲဖြစ်ဖြစ်ဒါအသင်းကြီးတသင်းလည်းဖြစ်တာကြောင့် Arsenal အသင်းတို့တတိကြီးကြီးကစားရပါလိမ့်မယ်အဲ့ဒီပွဲစဉ်သာထပ်ပြီးအမှတ်ရော့မယ်ဆို Forest ကသူ့ကိုကြော်တက်သွားဖို့ရာအခြေအနေများသွားလိမ့်မယ်ဗျအဲ့တော့ဒါဒီပွဲစဉ်က Arsenal အသင်းအနေနဲ့လည်းပဲဒါဖိအားကင်းကင်းနဲ့ကစားရမှာ ါဖြစ်တယ် PSV အသင်းအနေနဲ့လည်းပဲကြိုတွက်ထားပြီးသားဒီပွဲစဉ်ကဘာမှဖြစ်လာစရာအကြောင်းမရှိဘူးသူတို့အနေနဲ့ဒါချန်ပီယံလိနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တပွဲဒါရတအဝေးဝင်းကိုလာပြီးတော့အားပေးတဲ့ပရိသတ်တွေကိုဒါဖျော်ဖြေဖို့အနေထားလောက်ပဲကစားရမှာဗျာပြီးတော့သူတို့အမပေးစရာမှာဆိုရင်လည်းပဲ ဒါအဆင့်255မှတ်အဆင့်1ကဒီ eject က63မှတ်ဆိုတော့သူလည်းပဲဒါဒုတိယအဆင့်ပဲအာဆင်နယ်ကလည်းဒုတိယပဲဘလို့မှတော့ဒါအသေးအတန်ကြီးယုံကန်ပြီးတော့ကစားလာလိမ့်မယ်ပွဲစဉ်တစ်ပွဲလို့တော့မမြင်ပါဘူးဒီပွဲစဉ်ကလက်ရှိဒါသူတို့ခြေစွမ်းအရာတွေကိုပဲကြည့်ပြီးတော့ဆုံးဖြတ်ရမယ်ဆိုကျွန်တော်ကဒါတလုံး90ရှုံးအိမ်ငွေးကပေးထားတဲ့အနေအထားမျိုးမှာ အာဆင်နယ်ကိုပဲထပ်ပြီးတော့ပဲရွေးချယ်ပေးကြမှာလေအာဆင်နယ်အသင်းအနေနဲ့ဘလို့ပဲကစားသွားကစားသွားဒါ90ပဲရင်းရမယ်လို့ပဲယူဆပါတယ်ချန်ပီယံလိမှာအာဆင်နယ်တို့ဒါနောက်ထပ်အိမ်ဝင်းကနေပြီးတော့ PSV ကိုအိမ်ဝင်းပေးသက်ရှေ့မှာထပ်ပြီးတော့အနိုင်ယူပြနိုင်တယ်ဆိုတော့အနေထားပဲဒါကစားသွားလိမ့်မယ်တလုံး90ရှုံးဆိုတဲ့အနေထားကိုကျွန်တော်တို့90ပဲရင်းမြင်ပါတယ်90ရင်းပြီးတော့ကျွန်တော်တို့အိမ်ဝင်းကိုပဲအားပေးကြပါတယ်ကျွန်တော်ဒုတိယရွေးချယ်မှုကတော့ဒါအာဆင်နယ်ရဲ့ဘော်ဒီပါနောက်ထပ်တစ်ပွဲကတော့မြန်မာစံတော်ချိန်2:30မိနစ်မှာပဲကစားကြမယ်အ Aston Villa နဲ့ Club Brugge ရဲ့ပွဲစဉ်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီပွဲစဉ်မှာဆိုရင်တော့အင်ရှင်ဒါ Aston Villa အသင်းကတော့တလုံးလည်းပဲအထိကြေကျော်ပေးထားခဲ့ပြီးတော့ဂိုးပေါင်းစင်းမှာဆိုရင်တော့သုံးလုံးလည်းပဲအထိဖွင့်လှစ်ထားတာတွေ့ရပါတယ်။အဲ့တော့လက်ရှိအနေအထားမှာဆိုရင်တော့ Aston Villa အသင်းကတော့ဒါပို့ပြီးတော့လူဝင်အားကောဒါလက်ရှိတင်းဖောင်အားကောလုံးဝအဆင်ပြေနေခဲ့တယ်။ Brugge အသင်းကတော့နောက်ထပ်ဒါ Playoff ကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင် မထင်မှတ်ထားလောက်အောင်တိုက်စစ်ပိုင်းတကယ်ကိုကောင်းပါတယ်ဆိုတော့ Atalanta လို့အသင်းမျိုးကိုအဝေးကွင်းရောအိမ်ကွင်းရောအနိုင် င်ရယူပြပြီးတော့ကိုဒါနောက်တစ်ဆင့်တက်လာခဲ့တာအာသူတို့ပထမအကြော့ကစားခဲ့တဲ့ပွဲစဉ်တုန်းကဆိုရင်လည်းပဲဒါအီဗီလာကတော့အသာစီးရယူထားခဲ့တာပေါ့1 3ဆိုရဲရလတ်နဲ့ပြီးထားခဲ့တဲ့အနေအထားမျိုးမှာအက်စတိုမီလာကဒါ1 1တရေကျနေတဲ့အနေအထားမျိုးမှာနောက်ဆုံးဒါမိနစ်80ကျော်တွေမှာပဲဒါဂိုးတွေခွင့်ပြုပေးရပြီးတော့1 3ဆိုပြီးတော့ပွဲပြီးထားခဲ့တာအဲ့တော့ဒီနေ့ဒါအဝေးကွင်းကနေပြီးတော့ Club Brugge ကတော့ဘင်းအောင်ဖောင်ပြတဲ့သဘောမျိုးနဲ့ကိုကစားလာမှာပဲပြီးတော့အီဗီလာအသင်းကလည်းအိမ်ကွင်းပြန်ပြီးတော့အိမ်ကွင်းပြည့်တဲ့ရှေ့မှာလည်းကစားရမယ်ပြီးတော့သူတို့ရဲ့လူအင်အ အားပိုင်းမှာဆိုရင်လည်းဒီနေ့ရာသီမှာချန်ပီယံလိမှာဒါအတိုင်းအတာတစ်ခုအထည်ကိုမျောလင့်ထားလို့အပြောင်းရွှေ့ဈေးကွက်မှာလည်းသူတို့လူအင်အားဖြည့်တဲ့အနေထားရည်လေဒါဖြည့်ထားတာတွေးရတယ် ဖြည့်ထားတဲ့လောက်လည်းပဲလုံးဝအဆင်ပြေထားခဲ့တယ်သူတို့ရဲ့ဒါနောက်ပိုင်းခေါ်ထားတဲ့ကစားသမားတွေကလည်းနောက်ပိုင်းဒါခြေစွမ်းပြပြီးတော့ကိုပွဲစဉ်ပွဲစဉ်တိုင်းမှာအဆင်ပြေနေခဲ့တာဖြစ်တယ်အဲ့တော့ဒီနေ့ပွဲစဉ်ကတော့ကျွန်တော်ကတော့ဒါတလုံးလက်ပဲဆိုပြီးတော့ဘီလာကခြေကျော်ပေးထားတဲ့အနေထားမျိုးမှာဘီလာကလည်းနောက်ထပ်ထပ်ပြီးတော့ကိုဒါအနိုင်ရအောင်အိမ်ဝင်းပြေးတဲ့ရှေ့မှာဆွမ်းဆောင်နိုင်တယ်လို့ပွဲစဉ်ပွဲစဉ်တောက်လျှောက်တိုင်းမှာလည်းပဲ blue jet ဂိုးမရခဲ့တဲ့ပွဲစဉ်တပွဲမှမရှိဘူးဒီပွဲစဉ်လည်းပဲ blue jet အနေနဲ့တုံးတိုက်တိုက်ကြားကြိုက်ကြိုက်ဘင်းအောင်ဖောင်ပြက်တဲ့ဘောမျိုးနဲ့ကိုကစ စားမဲ့ပွဲစဉ်ဖြစ်တာကြောင့် Bruges လည်းကျင်းဒီပေါက်ကိုရမဲ့ပွဲစဉ်တစ်ပွဲပါအဲ့တော့ကျွန်တော်ဒီပွဲစဉ်ကိုတော့၃လုံးလည်းပဲအထိပေးထားတဲ့အနေအထားမျိုးမှာကိုပေါင်းအပေါ်ကိုဒါအကြိုက်တွေ့ပါတယ်နှစ်သင်းလုံးရဲ့တိုက်စစ်အားပြိုင်မှုတွေနဲ့၃လုံးအထက်ကိုရောက်သွားမဲ့ပွဲစဉ်တစ်ပွဲလို့ပဲယူဆပါတယ်တတိယရွေးချယ်မှုကတော့ကိုပေါင်းအပေါ်ပါ နောက်ထပ်တစ်ကြောင်းအနေနဲ့လည်းပဲထပ်ပြီးရွေးချယ်ပေးရမယ်ဆိုရင် Blue Jay ရဲ့ body ကိုလည်းပဲထပ်ပြီးတော့ဒါအကြိုက်တွေ့ပါတယ်ကစားခြင်းရင် Blue Jay ရဲ့ body လေးပါထည့်ပြီးတော့ကစားပေးပါ Blue Jay အသင်းဒီနေ့ပွဲစဉ်မှာမရှုံးနိုင်ဘူးဗျာတရေကြတဲ့အထီကိုလိုက်ပြီးတော့ကစားနိုင်မယ့်အနေအထားရှိပါတယ်ပွဲစဉ်ပွဲစဉ်တိုင်းမှာလည်းဒါကျွန်တော်စောစောကပြောသလို Atlanta တို့လိုအသင်းမျိုးတွေပြီးတော့ဒီအုပ်စုပွဲစဉ်ကစားခဲ့တုန်းကပွဲစဉ်တွေမှာဆိုရင်လည်းပဲ Blue Jay goal တွေအများအားလည်းလို့ရနေတာဖြစ်တဲ့အတွက်ဒီပွဲစဉ်ကိုလည်း Blue Jay ဒါချင်းနေပေါ့တရေအထီကတော့လိုက်ပြီးတော့ကစားနိုင်မယ်လို့ယူဆပါတယ်နှစ်ဖက်သွင်း goal တွေအပြန်အလှန် င်နဲ့တည်ရကြမဲ့ပွဲစဉ်တစ်ပွဲလို့လည်းယူဆတာကြောင့်ကျွန်တော်ဒါ project ပေါ်တွေကိုထက်ပြီးတော့အကြိုက်တွေ့တာပါ Okay နောက်ထပ်တပွဲကတော့မြန်မာစံတော်ရေ2နာရီ30ပဲဒါကစားကြမဲ့ Spain La Liga ကထိပ်သီးပိုင်းအသင်းတွေဖြစ်ကြတဲ့ Atletico Madrid နဲ့ Real Madrid ရဲ့ပွဲစဉ်ကိုပြောပြပေးသွားပါမယ်ဒီပွဲစဉ်မှာဆိုရင်တော့ဒါကြေကျော်ပေးထားမှုမရှိပါဘူး။ဂိုးပေါင်းစင်းမှာဆိုရင်တော့ဒါ3လုံး50စားအထိကိုကြေကျော်ပေးထားတာတွေ့ရပါတယ်။ အဲသူတို့နှစ်သင်းပထမတွေ့ဆုံမှုတုန်းကဆိုရင်တော့ Real Madrid ကအိမ်ကွင်းကနေပြီးတော့2-1ဆိုပြီးတော့ကိုအသာစီးရယူထားနိုင်တာတွေ့ရတယ်။အဲဒီပုံစံတုန်းက Real Madrid ကဒါ level အပြည့်ရှုံးအထိကိုကြေကျော်ပေးရထားတယ် တူအနဲ့လေဒါခြေအပြတ်နိုင်သွားခဲ့တယ်ကိုပေါင်းဆေးမှာဆိုလို့ရှိရင်ဒါနှလုံးအပြည့်ရှုံးအထီကိုဒါခြေပေးထားခဲ့တယ်အခုကတော့ဒါ body ခြေမှာခြေကျော်ပေးမထားဘဲနဲ့ကိုကိုပေါင်းဆေးမှာ၃လုံး90စားအထီကိုတက်ထားခဲ့တယ်ပထမအကြော့ကနှလုံးအရှုံးဂူးအကြော့မှာဆိုရင်၃လုံး90စားဆိုပြီးတော့ဖွင့်ထားတာတွေ့ရပါတယ်အဲ့တော့ အေဒီကိုကအိမ်ငွင်းကနေပြီးတော့အပြတ်အသက်ကိုပြန်ပြီးတော့ကိုကစားမဲ့ပွဲစဉ်တပွဲဖြစ်လို့ဒါကိုပေါင်းစည်းတက်ပြီးတော့ဒါဘော်ဒီဈေးမှာဆိုရင်မပေးတာလို့ပဲယူဆပါတယ်အေဒီကိုအိမ်ငွင်းပြန်ကစားမှာဆိုတော့ဒါပထမအကြော့မှာရှုံးထတာဆိုတော့ကျွန်တော်ပြောနေကြစကားလို့ပဲဒါတုံးတိုက်တိုက်ကြားကြိုက်ကြိုက်ပြန်ပြီးတော့အိမ်ငွင်းကနေပြီးတော့ကစားမဲ့အနေထားကြောင့်လို့ပဲယူဆပါတယ်အဲ့တော့ဒီနေ့ပွဲမှာကတော့ဒါ Real Madrid ကတော့တည့်ရတဲ့ချန်ပီယံလိရဲ့ဂရုကြီးလေးဖြစ်တာကြောင့်ဒါဒီပွဲကိုအကောင်းဆုံးအတက်နိုင်ဆုံးသူတို့ရဲ့နီးစနစ်ပိုင်းနေနဲ့ကိုထိန်းချုပ်ပြီးတော့ကစား သွားမယ်လို့ပဲယူဆပါတယ်ရီယယ်မက်ထရစ်အသင်းအနေနဲ့အကောင်းဆုံးအတက်နိုင်ဆုံးခံစစ်ကြောင်းကိုပိတ်ဆို့ပြီးတော့ကိုကစားမဲ့ပွဲစဉ်တစ်ပွဲလို့ပဲယူဆပါတယ်၃လုံး90စားကြေးမှာကျွန်တော်ဂိုးအောက်ကိုပဲအကြိုက်တွေ့ပါတယ်ဒီပွဲစဉ်ကိုတော့ဘာလို့လဲဆိုတော့ရီယယ်မက်ထရစ်အသင်းကဒါအစောပိုင်းမိနစ်တွေမှာတိုက်စစ်ကိုမဖွင့်မဲနဲ့ကိုအီဒီကိုရဲ့ဒါတိုက်စစ်ကြောင်းတွေကိုပဲခံစစ်ပိုင်းကနေဖြည့်ရှင်းလာလိမ့်မယ်ထင်ပါတယ် ဒါအစောပိုင်းမိနစ်တွေမှာဂိုးတွေမရသွားဘူးမိနစ်30 35မိနစ်အထိကိုဂိုးမရသွားဘူးဆိုလို့ရှိရင်ကျင်းတွေပေါ့ဒီပွဲစဉ်ကဂိုးပေါင်းအောက်ဝင်မဲ့ပွဲစဉ်တစ်ပွဲလိုပဲယူဆပါတယ်ရီယယ်မက်ထရီအသင်းအနေနဲ့ပထမအကြော့မှာနိုင်ပြီးသားဖြစ်ထားတယ်ဗျာဒီအကြော့မှာသူဒါအေဒီကိုလိုအသင်းမျိုးကိုအစိတ်ရှိတဲ့အသင်းမျိုးကိုသူပြင်ကိုရန်ပြန်ပြီးတော့ကိုသူများအိမ်ဝင်းမှာတွားပြီးဖွင့်မဲ့အစားခန်းစစ်ကြောင်းကိုပဲဒါလုံချုံအောင်ပိတ်ဆို့ပြီးတော့ကိုနိုင်ထားတဲ့ရလက်ရှိတာကြောင့်နောက်တစ်ဆင့်ကိုသူအေးစစ်တက်ဖို့ရာအတွက်ပေါ်ဆောင်သွားလိမ့်မယ်ပဲယူဆပါတယ်အစောပိုင်းမိနစ်တွေမှာဂိုးရသွားရင်တော့ ကိုပေါ်ရင်ပေါ်ကောင်းပေါ်နိုင်လိမ့်မယ်အစောပိုင်းမိနစ်တွေကိုကိုမရဘူးဆိုရင်တော့ကိုအောက်ကိုဝင်မဲ့ပွဲစဉ်တစ်ပွဲပါလိုက်ဘက်အနေနဲ့ဒီပွဲစဉ်ကပို့ပြီးတော့ဆော့လို့ကောင်းမဲ့ပွဲစဉ်တစ်ပွဲပါ Okay အဲ့တော့ဒီနေ့မှလည်းကျွန်တော်၄ပွဲအထိရွေးချယ်ပေးထားပါတယ်အခုရွေးချယ်ပေးထားတဲ့၄ပွဲလုံးထဲမှာကျွန်တော်ဒါအကြိုက်တွေ့တဲ့ပွဲစဉ်လေးတွေနဲ့အကြိုက်နည်းနည်းပေါ့တဲ့ပွဲစဉ်လေးတွေကို star အနေနဲ့ရွေးချယ်ပေးခြင်းပါတယ်အဲ့တော့ကျွန်တော်ပထမ Dortmund နဲ့ Lille ရဲ့ဂိုးပေါင်းအောက်ကိုတော့ကျွန်တော်3 star အထိရွေးချယ်ပေးထားပါတယ် Arsenal နဲ့ PSV ပွဲစဉ်ကတော့ပုံမှန်အနေနဲ့ပဲဆော့ပါ အရန်ကြီးဒီပွဲစဉ်ကတိတ်ပြီးတော့ကစားလို့ကောင်းတဲ့ပွဲစဉ်တစ်ပွဲတော့မဟုတ်ပါဘူးအာဆင်နယ်ဘော်ဒီကိုကျွန်တော်ရွေးချယ်ပေးထားပါရဲ့ဒါပေမဲ့ပုံမှန်လေးပဲကစားပေးပါအေဗီလာနဲ့ ဘရူဂျက်ပွဲစဉ်ကတော့ဒါ3 star ထိရွေးချယ်ပေးထားပါတယ်ဒီပွဲစဉ်ကဒီဘရူဂျက်ဘော်ဒီနဲ့ဂိုးပေါင်းအပေါ်ကိုရွေးချယ်ပေးထားတာကိုကျွန်တော်3 star ထိကိုအကြိုက်တွေ့ပါတယ်နောက်ထပ် AD ကိုနဲ့ Real Madrid နဲ့ပွဲစဉ်ကဂိုးပေါင်းအောက်ကိုတော့ကျွန်တော်5 star ထိရွေးချယ်ပေးထားပါတယ်အကြိုက်ဆုံးပွဲစဉ်ပါဒီပွဲစဉ်ကဂိုးအောက်ကအကြိုက်ဆုံးပွဲစဉ်တစ်ပွဲပါ Okay အဲ့တော့ဒီနေ့ကျွန်တော်ရွေးချယ်ပေးထားတဲ့၄ပွဲလုံးကိုလည်းအကြိုက်တွေ့တဲ့အနေအထားလေးတွေကိုကျွန်တော်ဒါအကြိုက်ဆုံးလေးတွေအရန်အကြိုက်ပေါ်တဲ့အနေအထားလေးတွေကိုလည်းထပ်ပြီးတော့ပြောပြပေးထားတာဖြစ်ပါတယ်အားလုံးလည်းကျွန်တော်အကြိုက်နယ်ကိုထပ်တူကြပြီးတော့ကို like ကစားပြီးတော့လက်ဖြားမ င်ငွေသီးနိုင်ပါစေလို့လည်းဆုတောင်းပေးပါရယ်ဗျ။နောက်ပြီးတော့ဒါအခုဗီဒီယိုမျိုးကြည့်နေတဲ့ကျွန်တော်ညီကိုရေအနေနဲ့ဒါ online ဘတ်တင်အနေနဲ့ဘလုံးဘွဲကိုအကောက်ဖွင့်စော်ကစားခြင်းနဲ့ဆိုရင်တော့ကျွန်တော်စီမှာငွေရေးကြီးရုံကြီးစိတ်ချသွားတဲ့လာရောက်အကောက်ဖွင့်စော်ကစားလို့ရပါတယ်။အကောက်ဖွင့်စော်ကစားမယ်ဆိုရင်တော့ညီကိုရေဒါဘလုံးဘွဲတွေကို line app ထွက်ပြီးတော့ပြီးတော့ဒါ live bet အနေနဲ့တော့ကိုဘယ်လိုပဲကစားခြင်းကစားခြင်းကစားလို့ရပါတယ်မောင်းတွဲအနေနဲ့လည်းပဲအကောင့်ထဲမှာဒါနှစ်သိန်းကနေစပြီးတော့တွဲလို့ရပါတယ်ဗျအဲ့တော့အကောင့်ဖွင့်စော်ကစားရတာလုံးဝအဆင်ပြေပါတယ်ကိုယ်တိုင်ငွေသွင်းကိုယ်တိုင်ငွေထုတ်ပါဂျာကန် agent လုံးဝမရှိပါဘူးဒါလာကစားမယ်ဆိုရင်တော့ကျွန်တော်ရဲ့ Viber Telegram နံပါတ်တွေကိုဆက်သွယ်လာခဲ့ပေးပါ ပြီးတော့ဒါကျွန်တော်စောစောကပြောသလိုပဲအကောက်ဖွင့်ပြီးတော့မကစားခြင်းဘူးဒါကစားရတာနားမလည်ဘူးဆိုတော့ညီကိုရေးအတွက်လည်းပဲကျွန်တော်အပြင်ကြီးအနေနဲ့ဖွင့်လိပေးထားပါတယ်အပြင်ကြီးကိုတော့ညနေပိုင်း၄-၅နာရီကနေပြီးတော့ကိုမနက်ခင်းဘလုံးဘွဲတွေအားလုံးပြီးတဲ့အထိကစားပေးသွားမှာဖြစ်ပါတယ်အကောက်လုံးကမယူပါဘူး website မှာရတဲ့စားအတိုင်းပြန်ပေးသွားမှာပါ အပြင်ကျေးကိုတော့ဒါမောင်းတွဲကတော့3သိန်းကနေစပြီးတော့ကို9သိန်းလောက်အထိကိုကျွန်တော်တွဲပေးသွားမှာပါ body ကတော့အကန့်အသတ်မရှိကစားနိုင်ပါတယ်ငွေရေးကျေးပိုင်းမှာလည်းယုံကြည်စိတ်ချသွားနဲ့လာပြီးတော့ကစားလို့ရပါတယ်ပြီးတော့ကျွန်တော်တို့ကင်တိုင်းဝင်းနဲ့အတူလက်တွဲပြီးတော့လည်း အေဂျင့်အဖြစ်လုပ်ကိုင်လို့ရပါတယ်အေဂျင့်အဖြစ်လုပ်ကိုင်မယ်ဆိုရင်တော့လစာကော်မရှင်30ရာခိုင်နှုန်းအပြင်လစဉ်လည်းပဲအပူစုတွေပေးသွားမှာပါဒါကြောင့်မို့တကယ်စိတ်ပါဝင်စားရတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Viber Telegram နံပါတ်တွေကိုပဲဆက်သွယ်လာခဲ့ပြီပါ Viber Telegram နံပါတ်တွေကိုတော့ကျွန်တော်အခုဗီဒီယိုရဲ့ comment မှာပင်ထောက် ပေးထားပါမယ်တွားကြည့်ပြီးတော့ဆက်သွယ်နိုင်ပါတယ်အခုလိုဒါ30ချက်ဗီဒီယိုတွေကိုအများအားတင်ပေးနေတဲ့ကျွန်တော်ရဲ့ YouTube Channel ကိုလည်း Subscribe မလုပ်ရသေးရင် Subscribe လုပ်ပြီးတော့အားပေးထားကြပါဦးဗျအဆုံးထိကြည့်ရှုပေးကြတဲ့ညီကိုတောင်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့မှလည်းအကောင်းဆုံးရွေးချယ်မှုနဲ့အတူပြန်လာပါမယ်ဟုတ်ကဲ့ကျွန်တော်ကတော့ကြော်ပြီးပါ